ထိုင်းနိုင်ငံမှာနိုဝင်ဘာ9ရက်ရှင်းနေ့ဝမ်ချမ်ပီယံရဲ့တောက်ကြနေညာလက်ဝေပွဲစဉ်တွေမှာမြန်မာမျိုးသမီးဖိုက်တာဘရော်နီကာနဲ့တရုတ်မျိုးသမီးဖိုက်တာလီမင်ကူရီတို့စင်ခေါ်ထိုးတမ်းပြီးရှင်းနေ့နိုဝင်ဘာ9ရက်တောက်ကြနေညာပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့လွန်မနီအားကစားရုံမှာကျင်းပမယ့် One Friday Fight 132ပွဲစဉ်မှာမြန်မာမျိုးသမီးဖိုက်တာကရမ်းမဲ့ဘရော်နီကာကဒုတိယကောင်ပွဲမှာတရုတ်ဖိုက်တာလီမင်ကူရီနဲ့စင်ခေါ်ပွဲရှင်ပြိုင်ထိုးတမ်းမှာဖြစ်ကြောင်းသိရပါတယ် အဲ့ဒီဝမ်ဒရက်တာ32ပွဲစဉ်မှာပဲနောက်ထပ်မြန်မာဖိုက်တာတွေဖြစ်တဲ့တန်စင်စိုးနာဦးတို့လည်းပါဝင်ပါတယ်။တန်စင်ကထိုင်းဖိုက်တာခုံပုံနှိုင်းနဲ့ပွဲစဉ်၆မှာထူတမာဖြစ်ပြီးစိုးနာဦးကထိုင်းဖိုက်တာနဲ့ပွဲစဉ်၄မှာထူတမာဖြစ်ပါတယ်။ဘရိုနီကာဟာဝမ်နဲ့လက်တွဲပြီးနောက်နှစ်ပွဲထူသက်တာပြီးတပွဲရှုံးတပွဲနိုင်မှတ်တမ်းရရှိထားပြီးတရုတ်လက်ဝှေ့ဖိုက်တာကိုပါအနိုင်ထူသက်နိုင်ဖို့သူမပြိတ္တတီကလိုလားနေကြပါတယ်။ သူနဲ့ရှင်ပြိုင်မဲ့တရုံမျိုးသမီးဖိုက်တာလီမင်ကူရီကတော့ဝမ်းနဲ့လက်တွဲပြီးနောက်ပထမဆုံးထိုးတက်တဲ့ပွဲဖြစ်ပါတယ်။လီမင်ကူရီဟာကစ်ပေါင်ဆက်အာတန်ထိုးတက်သူဖြစ်ပြီးနိုင်ငံတကာပွဲထွေးကြုံများသူလည်းဖြစ်ပါတယ်။ဒါပြင်ပရနီကာကမြမစပုံးကြီးအွန်လိုင်းရဲ့အပိစကားတွေကြောင့်ခေါ်အားဖြစ်ရတယ်လို့ပြောကြားခဲ့ပါတယ်။ဝမ်းချန်ပီယံရှစ်ကိုရောက်လာကစူပါစတာတယောက်ဖြစ်ဖို့မဟုတ်ပါဘူး။ပရိသတ်များစုကကျမကိုအောင်လနေရာစားထိုးမဲ့သူဆိုပြီးတမန်ကြပါတယ်။ ကိုကိုနိုင်ငံကတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ကိုနိုင်ငံအတွက်အမြင့်ထိတက်နိုင်သလောက်ကူစားပြုသွားမယ်။အောင်လကကျမရဲ့အကူအညီတစ်ယောက်လိုပါပဲ။ဘရွန်နီချန်ပီယံဖြစ်နိုင်တယ်။နင့်ကောင်ကပြေဝါယုံပြီးသားဆိုပြီးအမြင်တမ်းပြောပါတယ်။ကိုရဲ့ idol တစ်ယောက်ကအဲ့ဒီလိုပြောတော့သူနဲ့မျက်နှာချင်းဆိုင်မိတိုင်းစိတ်လှုပ်ရှားမိပါတယ်။သူကမြန်မာဖိုက်တာတွေအားလုံးအတွက်ဘာမှမဆိုဖြစ်နိုင်တယ်ဆိုတော့ကိုတက်တည်ထူပြခဲ့သူပါ။အရှမ်းလေးလေးစားရသူမို့သူချင်လန်အတိုင်းလျှောက်လန်းချင်မိပါတယ်။ တူနာယူသွားပြီးတဲ့နောက်မှာနောက်မျိုးဆက်သစ်တွေကလည်းမြန်မာနိုင်ငံကိုအမြင့်ဆုံးပုံစံတွေနဲ့ကိုစားပြုနိုင်နေဆိုတာကိုခြားပြခြင်းပါတယ်။စွမ်းဆောင်ရည်ပိုင်းပြင်လူတိုင်းကလေးစားခံရတဲ့ပုံစံမျိုးနဲ့ပေါ်ဆိုပြီးဘရိုနီကာကပြောကြားခဲ့ပါတယ်။ဒီညာပွဲတွင်ရောပြည်သက်တို့ကဘယ်လိုမြင်ကြလဲဆိုတာပြောပြခဲ့ကြပါအောင်ရှင်။